လုံငယ်တော့1983မှာရွာနာမှာရေကန်ကြီးတစ်ခုရှိအဲ့ရေကန်ကိုဖျက်ရှောက်ထားတဲ့ရွာသားတိုင်းကအိမ်ပြန်လာလို့မရှိဘူးအเจ้าအရာမရှိဘဲနဲ့ပျောက်ပျောက်သွားနေကြသူပြောတာအဲ့လုံလည်းပဲရွာသားတွေကစီဝေးလောက်ကြတယ်ဘာလို့ငါတို့လူတွေကပျောက်ပျောက်နေကြတာလဲဘာเจ้าအရာကြောင့်လဲရေကန်နာဖျက်ရှောက်ထားတဲ့လူတိုင်းဘာကြောင့်ပျောက်နေရလဲဆိုစီဝေးလောက်ကြတယ်အဲ့လုံနဲ့ရွာတကြီးကငါတို့တော့ရှာရမယ် ဘယ်လိုပြောင်းလဲလူပြန်တွက်ရှာကြရအောင်ဘယ်လိုလဲတချို့ရွာသားတွေကလည်းလက်မခံနိုင်ကြဘူးကျွန်တော်တို့ကျွန်တော်တို့ဘာပြုံးမှာပေါ့တကြီးရဲ့တကြီးသွားရှင်တကြီးကိုယ်တိုင်တွက်ရှာပါလားကျွန်တော်တို့ကမလိုက်နိုင်ဘူးတကြီးကလည်းကောင်းပြီမင်းတို့မလိုက်ရင်ငါကိုယ်တိုင်တွက်ရှာမှာတကယ်လို့ငါပြန်မလာဖြစ်ခဲ့ရင်လည်းမင်းတို့ကမင်းတို့စီစဉ်ကြတော့ဒီပါဘူးငါပြန်မလာဖြစ်ခဲ့ရင်ပေါ့အဲ့လိုနဲ့ပဲတကြီးကအဲ့ဒီကံတန်းရောက်တော့ သူတို့ရောက်တဲ့ချိန်မှာတော့ပါသူဆမ်းမှုမတွေ့ဘူးမကြခင်မှာတော့သူဆမ်းမှုတစ်ခုဖြစ်ပေါ်လာတယ်မင်းကလေးတယောက်ကရေထဲထွက်လာတော့သူမျက်မြင်တင်ရှာတွေ့ရတယ်ညာနဲ့အမင်းကလေးကပြောတယ်ငါမင်းကိုမေးခွန်းတုံးခုမေးမယ်နင်ဖြေနိုင်ဒီအောက်ကယတနာတွေကနင့်ကိုပေးမယ်ဒါပေမဲ့သုံးပုံတစ်ပုံကိုတော့နင်တစ်ပုံဝေးရမယ်ဂျန်နဲ့နှစ်ပုံကိုတော့တချို့နေရာမှာတော့လူပေးရမယ်အဲ့လိုတော့ဒါပေမဲ့ နေမဖြစ်နိုင်ခဲ့တော့နင့်အတက်ငါ့ကိုပေးရလိမ့်မယ်အဲ့လိုပြောတော့တကြီးကလည်းငါတီယိုလာတာငါနင့်ရဲ့ယတနာကိုယူဖို့လာတာမဟုတ်ဘူးငါရွာမှာရှိတဲ့ရွာသားတွေပျောက်သွားကငါပြန်လာရှာတာရနေပြန်နှရှိလေဆိုရင်တွေးမိသေးလားနင်ပြောတဲ့နင့်ရွာသားတွေကငါကိုယ်တိုင်ပဲတတ်ခဲ့တာဘာလို့ဆိုသူတို့ငါမေးတဲ့မေးခွန်းကိုဖြေနိုင်ရဲ့ဒါပေမဲ့ငါယတနာကိုတော့သူတို့အကုန်လုံးမလူပေးနိုင်လို့ငါတတ်ခဲ့တယ် ငါပြောခဲ့တယ်သူတို့ဒီယတနာ၃ပုံကိုနင်တို့တပုံဝေးရမယ်အဲ့ဇနဲ့နှစ်ပုံကိုလူပေးစို့သူတို့ကမလက်မခံကြဘူးသူတို့ရလောဘစိတ်ကြီးချောင်းသူတို့ဆုံဆုံတွေ့ရတယ်ငါတောင်းဆိုတော့တာကိုသူတို့တော့လူခိုင်းသူတို့မလူပေးနိုင်ဘူးအဲ့ကြောင့်မို့ငါဒီဘွားနေချစ်လို့ချင်တယ်ငါဒီဘွားနေချစ်လို့ဖို့အဲ့လိုဝေဒနာတွေလူပေးရမှာငါကဒီယတနာတွေဆွဲလန်းစိတ်ကြီးချောင်းကိုတိမချွတ်မလို့နိုင်ဖြစ်နေရဲ့ တောင်နေငါကူညီပေးလိုက်မလားတကြီးရလဲရတာပေါ့ငါနေကူညီပေးတာပေါ့ဒါမဲ့ငါနေတနာတပြားမှယူမမဟုတ်ဘူးကျွန်내တော့ဘုံလို့တော့ငါလူပေးမရတယ်မလားဟုတ်ပြီအဲ့ဆိုကျွန်မရှင်းဦးမတတ်တော့ဘူးဒီစီတာကိုအဖိုးချောက်စီတော့လူပေးပါအဲ့ဒါမှကျွန်မရေလူစင်စတာပြေးပါတော့မှကျွန်မချွတ်လို့နိုင်မှာညာနေပဲတကြီးနဲ့တေတနာကိုရွာထဲပြန်ယူလာတယ်သူမာတဲ့အတိုင်း ဲ့ရတနာယူရင်အဲ့ဖိုးရှေ့မှာရောက်လာလိမ့်မယ်အဲ့ဖိုးလူပေးရမယ်ဆိုပြီးမှတ်ထားခဲ့တယ်။အဲတကြီးကလည်းအဲ့ဖိုးလေးကိုပေးလိုက်ပါတယ်။ဒါမှမဟုတ်သူမတိရတိအဖိုးကသူ့ရဲ့အဖေယူမှာသူ့ဖေကဟိုဒီရတနာပေးဖို့ယူရတဲ့ချိန်မှာရည်ရဲပြုတ်ချလို့တည်ဆုံသွားခဲ့ပါတယ်။ဒီအနေနဲ့မချူမလို့ဘာနီးကြီးတန်ဆောင်လည်းဖြစ်နေပါတယ်။အဲကြောင့်မို့ဒီမှာသူ့လက်ခံနိုင်ဖို့တစ်ချိန်လုံးတန်တန်နေခဲ့တယ် ရွာရဲ့လူတိုင်းကလည်းလာတော့လာခဲ့ပါတယ်။ဒိုင်မန်လောဘစိတ်တွေကြောင့်သူကမလွတ်မြောက်နိုင်ပါဘူး။ဟုတ်ကဲ့။နားစင်မေးရဲ့လူတိုင်းအားလုံးကျေးဇူးတင်ပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်ဖီရိုးစ်နေတဲ့ဘီမှာလည်းဆက်ခွဲနေတဲ့ပုံကိုပြပေးကြအောင်ပြ